ကဲဒီနေ့မှကြာရောက်တဲ့ညီကောင်မောင်မားရဲ့မွေးနေ့အတွက်ပေါ့နော်မွေးနေ့တစ်ချိန်လေးဖွင့်ပြပေးလိုက်ပါတယ်

အားလုံးပဲပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေအားလုံးကျေးဇူးတင်ပါတယ်